6ဦးမှာဘုံကျဲခံရတာဟာတပိတ်အဖွဲနဲ့ PDF ထောက်ခံသူတွေကိုဘုံကျဲတာစီမီပူဇော်ပွဲကိုဘုံကျဲတာမဟုတ်ဘူးဆိုပြီးဖြန့်ဝေနေပါတယ်။မင်္ဂလာပါ။ DVB ဖတ်ချက်ရဲ့ podcast အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့မြိုင်တောင်ပိုင်းနဲ့အနောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်ခံရလို့တိတ်ဆုံးသူတွေဟာ PDF တွေဟုတ်မဟုတ်။မစ်တက်မြို့မှာဘုံကျဲခံလိုက်ရတာ AA စခန်းလားစတဲ့စီစစ်ချက်တွေကိုဒီ podcast ကနေနားဆင်ရမှာပါ။ မုံရွာ6ဦးမှာဘုံကျဲခံရတာဟာတပိတ်အဖွဲ့နဲ့ PDF ထောက်ခံသူတွေကိုဘုံကျဲတာစင်မီပူဇော်ပွဲကိုဘုံကျဲတာမဟုတ်ဘူးဆိုပြီးဖြန့်ဝေနေပေမဲ့အမှန်တကယ်တော့ဘုံကျဲခံရလို့ရင်းနှမြေအလုတ်သမား2ဦးထပ်မင်းနဲ့တိတ်ဆုံးခဲ့ရတယ်လို့9ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့လူလက်ပြုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒေတာခံတွေနဲ့ wheel of mind လို့ဒေတာတွင်သတင်းရင်းမြစ်တွေကိုပါမင်းမြတ်အတီးပြု တင်ပြပြထားပါတယ်။ဒါကြောင့်မြိုင်တောင်ပိုင်းနဲ့အနောက်ပိုင်း PDF တွေလေကြောင်းတိုက်ခိုက်ခံရလို့တည်ဆုံနေ။မြိုင်တွင်းမှအုပ်စု PDF တွေကိုဘုံကျဲရှင်းလင်းတာဆိုပြီးတည်ဆုံသူတွေရဲ့တပ်ပုံတွေနဲ့အတူဖြန့်ဝေနေတာဟာတရင်အမှားပဲဖြစ်ပါတယ်။အမှန်တကယ်တည်ဆုံသွားသူတွေဟာရင်းနှီးမြေအလုတ်သားတွေသာဖြစ်ပါတယ်။နောက်ထပ်နားဆင်ရမှာကတော့မင်းတပ်မြို့နယ်အတွင်းက AA စခန်းကိုပုံကျဲရှင်းလင်းလိုက်တဲ့ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ ဒီဖြစ်စဉ်ကိုစစ်စစ်ကြည့်တဲ့အခါမှာမင်းတက်မြို့နယ်စာတင်ကျောင်းနှစ်ကျောင်းကိုလေကျောင်းနဲ့ဘုံကျဲတိုက်ခိုက်ခံရပြီးမတန်ဆွမ်းအမျိုးသမီးတဦးနဲ့ကျောင်းသားသုံးဦးသေဆုံးခဲ့ပြီးအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လွတ်လပ်ပြွင့်ပြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဘုံကျဲခံရတဲ့နေရာဟာအရင်ကစစ်ရှောင်စခန်းဖြစ်ခဲ့တဲ့ထင်ချောင်းရစာတင်ကျောင်းဖြစ်ပြီးလက်ရှိမှာကျောင်းဖွင့်ထားတဲ့အပြင်စစ်ရှောင်ကျောင်းသားကျောင်းသူတွေအများစုနေထိုင်နေကြတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ သတင်းဌာနတွေရဲ့ဖော်ပြချက်နဲ့သတင်းအရင်းမြစ်တွေရဲ့ဖြည့်ဆို့ချက်တွေထဲမှာဘုံချက်ခံရတဲ့နေရာဟာ AA စကန်လို့ဖြည့်ဆို့ထားတာမရှိသလိုတည်ဆုံးသူတွေကလည်းចောင်းသားတွေနဲ့မတန်ဆွမ်းအမျိုးသမီးသာဖြစ်ပါတယ်။ဒါကြောင့်မင်းတက်မြို့နယ်အတွင်းက AA စကန်ကိုဘုံချက်ရှင်းလင်းနေဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်မှားခွဲခြားနိုင်စေဖို့တိစက်ပေးနေရပါ။ online ပေါ်ကသတင်းတွေကိုတွေ့တိုင်း ချက်ချင်းလက်ခံယုံကြည်လိုက်တာမျိုးမဟုတ်ဘဲမိမိတို့ကိုယ်တိုင်ဖက်ချက်လုပ်ပြီးမှယုံကြည်ကြပါနော်မင်္ဂလာရှိတဲ့ညချမ်းအချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်